ပခုတ်ကူတွင်စစ်ကောင်စီ၏74ထီကိုတော်လန်ရေးတပ်များမိရှုဖြက်စီမကွေးတိုင်းပခုတ်ကူမြို့နယ်တွင်စစ်ကောင်စီ၏74ထီတစီကိုမိရှုဖြက်စီခဲ့ကြောင်းထုတ်ပြန်ထားပြီးတက် ဂိုင်းမြို့ပေါ်ရှိပြူကောင်းဆောင်နေလင်းနဲ့အဖွဲတိုက်ခိုက်ခံရပြီးတေဆုံး။စကိုင်းတိုင်းစကိုင်းမြို့ပေါ်မှာပြူကောင်းဆောင်နေလင်းကရဲဘော်ကြီးနဲ့အပေါင်းအပါတွေစီးနေလာတဲ့ရင်ကူဧပြီ20ရက်ကပြစ်ခတ်တိုက်ခိုက်ခဲ့ရာ9ရောက်တည်ခဲ့တယ်လို့ယူနီကွန်းပျောက်ကြားတပ်ဖွဲ့ထံကသိရပါဗျ။စကိုင်းမြို့ပေါ်ကနေမင်းကွန်းဒေသသို့တောက်စားမှုရစ်ပြီးပြန်လာတဲ့ပြူကောင်းဆောင်ခရဲဘော်ကြီးနဲ့အပေါင်းအပါတွေကိုတိုက်ခိုက်ခဲ့ရာနေလင်းအပါအဝင်9ရောက်တည်ခဲ့တယ်လို့သိရပါဗျ။ ပြူကောင်းဆောင်နေလင်းဟာအရင်ပြူကောင်းဆောင်ရွှေချားရဲ့တပည့်အရင်ဖြစ်ပြီးလက်ရှိပြူကောင်းဆောင်နေရာကိုဆက်ခံထားသူလည်းဖြစ်တယ်လို့သိရပါတယ်။ဖုန်းကြီးဝေပိုလာဦးဆောင်တဲ့ပြူဖွဲ့ရဲ့ခေါင်းဆောင်လည်းဖြစ်တယ်လို့သိရပါတယ်။တိုက်ပွဲပြီးနောက်နယ်မြေရှင်းလင်းရေးလှုပ်ဆောင်ခဲ့ရာက၃တနက်တလက်လက်ပြစ်ပုံနှလုံး 40မမဘုံသီးနှလုံးကြည့်အနှဲငယ်နဲ့ပြူများအုံပြုတော့ကားကိုတင်းစီရရှိခဲ့ကကားကိုမိရှုဖြစ်စီခဲ့တယ်လို့သိရပါတယ်။အဲ့ဒီတိုက်ခိုက်မှုကိုယူနီကွန်းပျောက်ကြားတပ်ဖွဲ့မင်းငယ်ပြလာနဲ့တိုက်နယ်ပလာဖားတို့မှပူးပေါင်းလှုပ်ဆောင်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။